အလုံးမင်္ဂလာပါခင်ဗျာဒီနေ့ညောက်ပေးတော့မယ်ကြောင်းရတော့ပြီးခဲ့တဲ့ပေါ့လေ match လာ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တယ်ငလေးနဲ့ပတ်သက်ပြီးတော့ဒါသူပဲတော့ဖြစ်ပါတယ်ဒီပြီးခဲ့တဲ့ match လာ28ရက်နေ့ကအာစကိုင်းမျိုးအမျိုးပေါ့လေဒါဘဟုပြုတ်ပြီးတော့ဒီ pressure less key ဒီ contact မှာပေါင်းရတဲ့အာဒီမြောက် second ကနေပေါ့လေလှုပ်ခတ်သွားခဲ့တဲ့ငလေးနဲ့ပတ်သက်ပြီးတော့ဒါသူပဲတော့မှာဆိုလို့ရှိရင်အဲ့ဒီငလေးပေါ့လေစကိုင်းမျိုးအမျိုးကိုဒါဘဟုပြုတ်ပြီးတော့လှုပ်ခတ်သွားတယ်ဆိုမဲ့တော့ အဲ့ဒီနားမှာရှိတယ်မြို့ကြီးတွေဖြစ်တဲ့ပုံစကိုင်းရယ်မန္တလေးရယ်ပြီးတော့အဲ့ဒီမြို့ကြီးတွေမှာတိကျတဲ့ဒီဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့ကြတာဖြစ်လို့တခြားမြို့နယ်တချို့မှာလည်းပဲတိကျမှုတွေဒီအငငယ်ပေါ်လေရှိခဲ့ကြတာဖြစ်တယ်ဒါကြောင့်မို့လို့ဒါနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပေါ်လေအရေးပေါ်ဒါကိစ္စရေးအတွက်ဆိုပြီးတော့ဒီဒီဘက်နိုင်ငံကပေါ်လေတကယ်ဖွဲ့စည်းဖို့မဆိုဒါဝင်ရောက်ကူညီပေးဖို့ဒါဒီပြစ်တာရခံရဖြစ်ပါဆိုတော့ဒါကြောင့်မို့လို့ဒီဘက်နိုင်ငံကခေါင်းဆောင်ဒီချုပ်တွေကပေါ့လေဒါဒီနိုင်ငံတော်ဝန်ကြီးချုပ်စီကပေါ့ ဒီအရေးပေါ်ကိစ္စရဲ့အတွက်ဒီဒီဖုံးဆက်ပြီးတော့ဒါဒီအခုကဒီစာနဲ့ရောဒါဒီအကြောင်းကြားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ဒီမလီယန်ကြောင့်ကိုလေဖြစ်ခဲ့ကြတဲ့အပေါ်မှာဒီဒီဘက်နိုင်ငံခေါင်းဆောင်တို့ချောက်ပါလေနိုင်ငံတော်ကြီးစုတို့ကိုအာစာနဲ့ရောဖုံးနဲ့ရောဒါဝန်ကြီးကြောင့်ပြောခဲ့ကြတာဖြစ်တယ်လို့ဒီရေးတော်ကိုပြည်ပြမယ်ဆိုပြီးတော့ပြောခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မို့လားအဲ့ဒီမင်းရောက်ပြီးတော့ကြားခင်ပါပဲဒီပြည်ပနိုင်ငံတချို့ပါပဲဒါကေစရေးအတွက်ဒါကေစရေးအဖွဲ့ဝင်ကြောက်လာကြတ ဟိုဒီအေဇင်ပြွင့်ဝင်ကိုတက်တက်ချက်ချင်းဆိုတော့ရောက်လာကြတဲ့နိုင်ငံများတော့ဒီတရုတ်ရဲ့ရုရှားရဲ့အိန္ဒိယရဲ့အဲဒါကထိုင်းဗီယက်နမ်ဒီမလေးရှားစင်ကာပူတို့နိုင်ငံတွေဖြစ်တယ်ဟိုဒီနောက်ဒီနိုင်ငံအချို့ကလည်းဒါဒီအခွင့်ဝင်နိုင်ငံတွေရောက်လာနိုင်ငံပြင်မဲ့လို့ဒါဒီကေဆေးရဲ့အတွက်ဒီဒီဘက်ကဆရာမကောင်းဘူးဆိုရင်အတူတူနဲ့တပိတ်ပစ္စည်းတွေကိုအခုညီပေးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဆိုလို့ရှိရင်ဗကေဇေးရွတ်ပေါ့လေ။ဒါအဖွဲ့ဝင်288ဦး။ဒါရောက်လာကြတာဖြစ်ပြီးတော့အရေးပေါ် လူတိုင်းဆန္ဒမှုအကူအညီဖြစ်ပေါ်လေဒါယူရန်တန်တရအပြင်နောက်ထပ်ကေဇရေးပစ္စည်းတန်းချင်း20ကိုလည်းအကူအညီပေးခဲ့တာဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလို့ရှိရင်ဒါကေဇရေးအတွက်ပေါ်လေဒါအဖွဲ့ဝင်38ဦးဒါရောက်လာကြတာဖြစ်ပြီးတော့ဒါကေဇရေးပစ္စည်းပြီးပေါ်လေဒါ85တန်းအကူအညီပေးခဲ့တာဖြစ်တယ်ဒီရုရှားနိုင်ငံဆိုလို့ရှိရင်လည်းဒါကေဇရေးဝန်ထမ်းပေါ်လေဒါအဖွဲ့ဝင်120ဦးရောက်လာဖြစ်ပြီးတော့ဒါကေဇရေးပစ္စည်းတော်တော်များလေဒါအကူအညီပေးခဲ့တာဖြစ်တယ်လို့ဆေးရုံလင်းပစ္စည်းပေါ်လေဆေးရုံလင်းပစ္စည်းလည်းအကူအညီပေးခဲ့တာဖြစ်တယ် မလေးရှားနိုင်ငံဆိုလို့ရှိရင်ကေဆေးရုပ်ဖွင့်50နဲ့ဒါဒီကူညီကေဆေးရေးပေါ့လေပစ္စည်းအတွက်တန်30အကူညီပေးခဲ့တာဖြစ်ပါတယ်ဆိုတော့စင်ကာပူနိုင်ငံကဆိုလို့ရှိရင်လည်းဒါကေဆေးရေးတော်အဖွဲ့ဝင်94ဦးရောက်လာကြတာဖြစ်တယ်ဆိုတော့ထိုင်းနိုင်ငံကဆိုလို့ရှိရင်လည်းအဖွဲ့ဝင်55ဦးရောက်လာတယ်ပြီးတော့ဒီဗီနန်နိုင်ငံဆိုလို့ရှိရင်လည်းဒါကေဆေးရေးအဖွဲ့ဝင်ပေါ့လေ106ဦးရောက်လာတာဖြစ်ပြီးတော့ဒါကေဆေးရေးပစ္စည်းဒါတန်30အကူညီပေးခဲ့တာဖြစ်ပါတယ်ဆိုတော့တခြားပေါ်လေဒါပြည်ပနိုင်ငံတချို့နေလည်းဒါကေဆေးရေးအဖွဲ့ဝင်တွေ မရောက်လာနိုင်ကြဘူးဆိုနေလို့တကယ်ရရတော့လေဒါလူသားရဆန်ထောက်ထားမှုဒီအခုငွေနဲ့အကေစေးပစ္စည်းတွေပေါ့လေအထောက်ပံ့ပစ္စည်းတွေဒါကူညီပေးကြတာဖြစ်ပါတယ်ဆိုဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်အကေစေးပစ္စည်းဒါတော်တော်များကိုကူညီပေးကြတာဖြစ်တယ်လို့အဲဩစတြေးလျနိုင်ငံဆိုလို့ရှိရင်လည်းအမေရိကန်ဒေါ်လာနှစ်သန်းကူညီပေးကြတာဖြစ်တယ်ဒီဥရောပသမဂ္ဂကပေါ့လေယူရိုဒါ1.5သန်းဒါနောက်တစ်ခုကယူကနိုင်ငံဆိုလို့ရှိရင်လည်းဒီစတာလန်ပေါင်း၄သန်းအမေရိကန်နိုင်ငံဆိုလို့ရှိရင်လည်းအမေရိကန်ဒေါ်လာနှစ်သန်းပေါ့လေကူညီပေးကြတာဖြစ်တယ် အဲ့ဟိုကဒီအရေးပေါ်တာတုံ့ပြန်ရင်အခွင့်ကိုလည်းထပ်ပြီးတော့ပြည့်ကူညီထားမယ်လို့တည်ရတာဖြစ်ပါတယ်။အဲ့နောက်ဆုံးပြောချင်တာကတော့ election ဆက်ကအဆိုရတယ်ပေါ့လေ။အခုဒီငလျင်ကြောင့်အဲတစည်းဆွေးနွေးသွားခဲ့ရတဲ့ပုံမှာဒီအပိုင်းသုံးပါခွဲပြီးတော့ပေါ့လေ။ကိစ္စရေးလုပ်ငန်းတွေကိုမလုပ်ဆောင်သွားမယ်လို့တည်ရတယ်။ဒါလေအဲ့ဒါတွေကတော့ဒီကပစ္စည်းသွားခဲ့တာအဆောက်အဦတွေနဲ့အပျက်စီတွေကိုဒီဒီဖေရှားအရှင်းနေတဲ့အပိုင်းရယ်နောက်တစ်ခုကဒီတိုကျပစ္စည်းမျိုးစေ့ဖြစ်တဲ့အဆောက်အဦတွေဆင်းရဲကြပေါ့လေ။အန်ဒီကင်းကင်းနဲ့ဒါဒီရှင်းနေတဲ့အပိုင်းနဲ့ အဲ့ဒီဒီဆောက်ရဲ့အပိုင်းဆိုပြီးတော့ဒါကင်းစေးလုပ်ငန်းတွေပေါ့လေအပိုင်းသုံးပိုင်းဆက်ပြီးတော့လောက်ဆောင်တော့မှဖြစ်တယ်ဆိုတာသိရတယ်အားလုံးကိုကျေးဇူးတင်ပါ